မင်္ဂလာပါခင်ဗျာရေဒီယို NUG ရဲ့မနက်ခင်းစီးရီးသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာကျုံတွုံးမှာဆစ်ဆောင်ဖို့ပြင်နေတဲ့ကားပေါ်လက်နက်ကြီးကြားရပောက်ခွဲခဲ့တာကြောင့်ပြည်သူ၁၀ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတွုံးမြို့နွားချံကုံကျွရမှာစစ်ပေးဆောင်မှုပြင်ဆင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးကြားရပောက်ခွဲခဲ့တာကြောင့်အနည်းဆုံးပြည်သူ၁၀ဦးခန့်သေဆုံးခဲ့ရတယ်လို့သိရပါတယ် အပယ်လာ15ရက်နေ့ကစစ်ကောင်စီရဲ့ခမရ905နဲ့ခမရ906တရင်တွေကနေလက်နက်ကြီးများဖြင့်နေချန်ကုန်းကျွာဘုတ်ကိုဖိကတ်ခဲ့ရာစစ်ရှောင်မှုပြင်နေတဲ့ကားတစ်စီးပေါ်ကြားရောက်ပေါက်ကွဲခဲ့ပြီးကိုဝန်ဆောင်အမျိုးသမီးတဦးပါဝင်10ဦးခန့်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်ထို့ပြင်အပယ်လာ16ရက်နေ့မနက်9:00နာရီနဲ့7:00နာရီကြားမှာလဲကြုံတုံး ကော့ဝါလည်းတာယာဂုံးနဲ့လက်ချံဂုံးဘက်ကိုဂျက်ဖိုက်တာနဲ့ပစ်ခတ်ခဲ့ကာဝိုင်းတွန်းနဲ့ဘုံးနှစ်ကြိမ်ကျဲချခဲ့ပြီးကွန်ကရစ်မြို့နယ်ဘက်ကလှိုင်စိန်ရန်ကုန်မီချောင်းအင်းဘက်ကိုလည်းဝိုင်းတွန်းနဲ့သုံးကြိမ်ဘုံးကျဲချတက်ခဲ့တယ်လို့သိရပါဗျ။လက်ရှိကြုံတုံးမြို့ငတိုင်ကျွော်အနီးတော်ကော့ဂရိတ်စကကစနစ်နဲ့ရင်ကွဲတောင်နေရာမြောက်မှာစစ်ကောက်စီတက်တဲ့တော်လရေးတပ်ဖွဲ့တွေကြားတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။ စကိုင်းတိုင်းအတွင်းကတစ်စိတ်ရွာစေခန့်ကိုစစ်ကောင်စီပုံကျဲခဲ့ရာကလင်းငယ်တူပါဝင်လေးဦးတေဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချမ်းတစ်စိတ်ကျေးရွာစေခန့်ကိုစစ်ကောင်စီကပေါင်900ပုံကျဲချခဲ့ရာအသက်9နှစ်အရွယ်ကလင်းငယ်တူပါဝင်လေးဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ဧပြီလ16ရက်ဒကြံအတက်နေမွန်လယ်ပိုင်းတနအီ40မိနစ်မှာ Jet Fighter တစ်စီးဖြင့်ပေါင်900ဘုံတလုံးကျဲချခဲ့ရာ စေကန်အနောက်ဘက်ကနေအိမ်တွေအနီးကြားရောက်ပေါက်ကွဲခဲ့ပြီးအသက်9နှစ်အရွယ်ကလင်းငယ်တို့ဥပါဝင်၄ဦးတေဆုပ်ခဲ့ရပြီး6ဦးဒဏ်ရာရှိခဲ့ကနေအိမ်နှလုံးနဲ့ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။တစ်စိတ်ကျွေးရမှာတိုက်ပွဲဖြစ်ပွားနေတာမရှိသလိုဂလေးတန်ခန်းစားနေရတဲ့အတွက်တကြံမလုပ်ဖို့အမိန့်ထုတ်ထားတဲ့ကြောင်းဒေသခံတွေနေအိမ်မှာပဲအေးအေးဆေးဆေးနေနေကြချိန်မှာဘုံကျဲတိုက်ခတ်ခံခဲ့ရတာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်ခင်ဗျာ။ကော့ဂရိတ်တွင်စစ်ကောင်စီတကဘုံကျဲတိုက်ခတ်မှုကြောင့် ကိုဆောင်တဦးတည်ဆုံးပြီးလေးဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ကမ္ဘာရိုက်ရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခတ်ခဲ့ရာကိုဆောင်အမျိုးသမီးတဦးတည်ဆုံးခဲ့ပြီးကလေးငယ်များအပါအဝင်လေးဦးဒဏ်ရာရရှိခဲ့တယ်လို့မုံပြည်လွတ်မြောက်ရေးတပ်တော် MLA ကထုတ်ပြန်ထားပါတယ်။အပလာစချောင်းရဲ့တကြံအတက်နဲ့နေ့လယ်7:40နာရီ40မိနစ်မှာမြောက်ကမ္ဘာရိုက်ရွာကိုစစ်ကောင်စီက Y12 လေယာဉ်ဖြင့်ဗုံးကျဲချတိုက်ခတ်ခဲ့တာလို့ဆိုပါတယ် ဘုံကျက်တက်ခတ်မှုကြောင့်အသက်38နှစ်အရွယ်ကိုစောင်းအမျိုးသမီးမနှင်းဦးဆိုသူပွဲချင်းပြီးတိုက်ဆုံးခဲ့ကအသက်9နှစ်နဲ့9နှစ်အရွယ်ကလေး2ဦးနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကလက်နက်ကြီးများလေယာဉ်များဖြင့်ဆက်လက်တိုက်ခတ်နေစေဖြစ်တာကြောင့်မိဘပြည်သူများအနေနဲ့စစ်ရေးသတင်းများကိုနားဆွင့်ပြီးခရုတဆိုင်နေထိုင်ကြဖို့မုံပြေလွတ်မြောက်ရေးတပ်တော်ကမေတ္တာရက်ခံအသိပေးထားပါတယ်ခင်ဗျာ။ အုတ်တွဲမြို့နယ်တောင်တန်းကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျဲမှုတွင်ပြည်သူ၂ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ဧပြီလ၂၅ရက်နေ့ညနေ၃နာရီဝန်းကျင်တွင်အုတ်တွဲမြို့နယ်ရေအိုးစင်ကျေးရွာအုပ်စုတောင်တန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာမိသားစုဝင်လေဦးဘုံထိမှန်ခဲ့ကြောင်းဒေသသတင်းများအရသိရပါဗျ။၎င်းတို့အနမအသက်35နှစ်အရွယ်ကိုမျိုးနှင့်ဇနီးဖြစ်သူတို့မှာစေကုသရင်ခေါ်ယူနေစဉ် ဒဏ်ရာများဖြင့်တင်ဆုံသွားခဲ့တယ်လို့သိရပါပါခင်ဗျာ။လဝါကျေးရွာမှာစစ်ကောင်စီနဲ့ KIA ကြားတိုက်ပွဲပြင်းထန်ဒေသခံ၁၀ဦးထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးထားပြီးနေအိတ်တရာခန့်ကိုမီးရှို့ဖျက်ဆီးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။လဝါကျေးရွာမှာစစ်ကောင်စီတပ် Wire ဆွတ်ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA တို့ကြားတိုက်ပွဲပြင်းထန်နေပြီးဒေသခံ၁၀ဦးထက်မနည်းကိုစစ်တပ်ကဖမ်းဆီးထားကနေအိတ်တရာခန့်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကချင် news group ကဖော်ပြထားပါတယ်တလဒီပါတိုက်ပွဲဖြစ်ပေါ်နေတဲ့ဖားကတ်တနိုင်းတွာလီဒိုလမ်းမကြီးပေါ်ကလဝါကျွော်ကိုဧပြီလ15ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်တာအပြင်နေတရာခန့်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်ထို့ပြင်စစ်ကောင်စီတပ်ကဒေသခံအယက်သား၁၀ဦးထပ်မံတဲ့ကိုဖမ်းဆီးထားပြီးအသက်၄၀ခန့်ရှိစိတ်ကျမ်းမာရေးမကောင်းသူ အင်လာနော်ကိုလည်းပြစ်သက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ31ရက်နေ့ကလဝါကျေးရွာတဲကြီးစာတင်ကျောင်းနဲ့လူနေအိမ်တွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်မောင်းထုတ်ခဲ့ပါဗျ။ထို့နောက်ဧပြီလ15ရက်နေ့မှာစစ်ကောင်စီကဘုံကျဲတက်ခတ်ခဲ့ကဝေရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး KIA ပူးပေါင်းတပ်တွေရွာတဲကပြန်ဆုတ်ခဲ့ပြီးနောက်တိုက်ပွဲပုံမှုပြင်းထန်နေတယ်လို့လည်းသိရပါဗျခင်ဗျာ။ တလဒီပါကြာပြစ်လာတဲ့တပ်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့စံချိန်ထပ်မံဘုံကျဲခဲ့တဲ့အပြင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့်ဒေသခံ၃ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်လဝကျွော်အပါဝဲခွန်ဆိုင်ရန်မကောက်တောင်ကျွော်၃ခုကဒေသခံတထောင်ကျော်လဲမိုးကောင်နံပါတ်၁မြို့ပေါ်ကိုထွက်ပြေးတိတ်ရှောက်နေကြရပြီးစစ်လျှောက်ကာလကြာပြစ်လာတဲ့အမြအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ တပိတ်ချင်းမြို့နယ်လက်ကျကျေးရွာတွင်အချမ်းဖတ်စစ်တပ်ဘက်မှ Jet Fighter တစ်စီးဖြင့်ဘုံးကျဲတိုက်ခတ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ဧပြီလ16ရက်နေ့မနက်9:18မိနစ်ခန့်တွင်တပိတ်ချင်းမြို့နယ်လက်ကျကျေးရွာတွင်အချမ်းဖတ်စစ်တပ်မိထီလာရှမ်းတဲလီတပ်မှ Jet Fighter တစ်စီးဖြင့်ဘုံးကျဲတိုက်ခတ်မှုပြုလုပ်သွားခဲ့တယ်လို့ပြည်ဦးလေခရိုင်ပကဖကအတည်ပြုထားပါဗျ။ လေကြောင်းတက်ခိုက်မှုကြောင့်အဆောက်အဦပျက်စီးမှုများရှိပြီးပြည်သူအထိခိုက်မရှိကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်စစ်ကောင်စီနှင့်ဝေးရာတွင်နေထိုင်ကြရတဲ့လေကြောင်းရန်ကောက်ွယ်နိုင်ရန်အတွက်ပုံခုတင်ပြတူးထားကြရန်နှိုးဆော်ထားပါတယ်ခင်ဗျာ။ချင်းမျိုးသားတက်ဦး CNF ပြည်သူဆက်ဆံရေးနဲ့စီယုံရေးဌာနတို့မှချင်းပြည်သူလူထုနဲ့တွဲဆုံခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ပြီးခဲ့တဲ့ April 10ရက်နေ့ကချင်းပြည်ချင်းလန်းကောင်စီတာဝန်ခံများ ချင်းပြည်ချင်းလန်းအစိုးရရုံးဝန်ထမ်းများနဲ့အတူဘိုဘိုးကြီးဆော်လမိုဦးဆောင်တဲ့ချင်းအမျိုးသားတပ်အုပ် CNF ပြည်သူ့ဆက်ဆံရေးနဲ့စစ်ရုံးရေးဌာနတို့မှချင်းပြည်သူလူထုနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ပြည်သူလူထုအားရေးသေးစွာတွေ့ဆုံ၍မြေပြင်အခြေအနေများအားရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းထောက်တာကီမေးစစ်သွေးတဲ့ခါရှဲတို့ကပေးပို့ထားတာဖြစ်ပါတယ်။